အာဆင်နယ်အသင်းက2018ခုနှစ်ကစတင်ပြီးအင်ဂျီလမောင်စပွန်ဆာရယူထားတဲ့ Visit Yawanda နဲ့လမ်းခွဲတော့မယ်လို့သိရပါတယ်။ Yawanda ခရီးသွားလာရေးဝန်ကြီးဌာနကအာဆင်နယ်အသင်းနဲ့ ပေါင်ဆယ်သန်းတန်သုံးနှစ်စာချုပ်ထုတ်ဆိုခဲ့ပြီးတဲ့နောက်ပိုင်းမှာ2026ဇွန်လအထိတက်တန်းတိုးမြင့်ခဲ့ပါတယ်။ဒါပေမဲ့ယူဝန်တာနိုင်ငံရဲ့စီးရေးကူညီမှုတွေကြောင့်ဒီယာကွန်ကိုနိုင်ငံရဲ့ပြည်ရင်းဆက်ပုံမိုကြီးမားလာချိန်မှာစပွန်ဆာယူထားတဲ့အာဆင်နယ်အသင်းလည်းအကြီးကျယ်ဝေဖန်ခံလာရပါတယ်။ဒီယာကွန်ကိုအစိုးရနဲ့ပြည်ရင်းဆက်ဖြစ်နေတဲ့ M23 ပုံကန်သူတွေကိုယူဝန်တာအစိုးရက လက်နက်ခဲရက်နဲ့စစ်အင်အားကူညီပေးနေတာဖြစ်ပါတယ်။ရဝန္ဒာနိုင်ငံရဲ့စီးရဲအကူအညီကြောင့်ဒီအကွန်ကိုပြရင်းစစ်ကအဆုံးမတတ်နိုင်မဲ့အပြည့်အစုံအဆုံးရှုံးများနေခဲ့ပါတယ်။ Visit ရဝန္ဒာအမှတ်တံဆိုင်နဲ့စပွန်ဆာရယူထားတဲ့အသင်းတွေထဲ PSG, Bayern Munich တို့လည်းပါဝင်နေပြီး Bayern Munich အသင်းကတော့ဝေဖန်မှုတွေကြောင့်စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။အာဆင်နယ်ပရိသတ်တချို့ကတော့အာဆင်နယ်အသင်းဟာငွေရမယ်ဆိုရင်ခါးသီးတဲ့မြို့ကန်ပြိုင်ဘက်စပါအသင်းစီကနေလဲစပွန်ဆာယူမဲ့အသင်းဆိုပြီးလှောင်ပြောင်နေပါတယ်။